စပားသွားခြင်းကြောင့်လေဖြက်စေနိုင်တဲ့အချက်၃ချက်စပားသွားတာကအလှပရေရာနဲ့စိတ်ပန်းပြေစီတို့အတွက်ကိစားလာပါတယ်။ဒါပေမဲ့စပားသွားတာနဲ့လေဖြက်တာတွေကဆက်ဆက်နေတယ်ဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပြသွားပါမယ်နော်။ပထမအဆုံးချက်ကတော့အလွန်အမင်းလေပင်ဆန်ထားရတာပါ။တချို့တွေပေါ့နော်အိမ်မှာကောင်းလျှော်ရတာထက်ပေါ့နော်စပါးမှာကောင်းလျှော်ရတာကိုနှစ်သက်ကြပါဗျ ိညာချက်တွေအရာပေါ့နော်တချို့လေဖက်လူငါတွေကစပားကနေအပြန်လေဖက်တာကိုတွေ့ရှိရပါတယ်အကြောင်းရင်းကကြတော့ခေါင်းလျှော်တဲ့အခါမှာအသုံးပြုတဲ့ကရင်ရဲ့အစွန်းကနေပြီးတော့ ဥကောင်းကိုထုတ်ထားရပါတယ်။အဲ့ဒီအခါမှာလေပင်ကိုနောက်ပတ်သို့ဆွဲဆန့်ထားသလိုမျိုးဖြစ်နေပါတယ်။ဒီလိုပုံစံကအုံနောက်ထဲမှာရှိတဲ့သွေးစီစဉ်မှုတွေကိုနှိကွေးစေပြီးတော့အုံနောက်ထဲမှာသွေးဖီအားတွေများစေပါတယ်။ဒါကြောင့်ပြင်းပြင်းထန်ထန်မူဝေတာတွေမျက်နှာတွေထုံကျင်တာတွေကနေပြီးတော့မှတဆင့်လေဖက်တဲ့အထိကိုဖြစ်စေနိုင်ပါတယ်။အသက်ကြီးတဲ့သူတွေမှာဒီလိုမျိုးခေါင်းကိုအလွန်အမင်းဆွတ်ထုတ်ထားရတဲ့အခါမှာပြင်းထန်တဲ့အန္တရာယ်ရှိပါတယ်နော်။ဒါကြောင့်မို့လို့ခေါင်းကိုနောက်ကိုအလွန်အမင်းဆွတ်ထုတ်ထားရခြင်းကိုလည်းရှောင်ကျဉ်သင့်ပါတယ်ရှင်။ နောက်တစ်ချက်ကတော့အင်အားသုံးပြီးနှိမ့်တဲ့ကြုံကိုရှောင်ရမှာပါ။မျက်နှာကိုနှိမ့်နေတာကသွေးကြောတွေကိုပျက်စီးစေပြီးတော့သွေးခဲကြီးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။လေးစအာသောအနှိမ့်ဆက်တွေကိုအသုံးပြုပြီးတော့လေဘင်းနဲ့ပခုံးကိုနှိမ့်နေတာကလည်းအဲ့ဒီနေရာတွေမှာရှိတဲ့သွေးကြောလေးတွေကိုထိခိုက်စေပြီးတော့သွေးခဲတွေကိုဖြစ်ပေါ်စေပါတယ်။ဒီလိုမျိုးသွေးခဲလေးတွေကအုံနောက်ထဲကိုရောက်ပြီးတော့မှလေးဖြည့်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မို့လို့မျက်နှာ၊လေဘင်း၊ပခုံး စတဲ့ဒီလိုနေရာတွေကိုအင်အားသုံးပြီးတော့ဖိနှိပ်ခြင်းကိုရှောင်ရှားဖို့အတွက်လိုအပ်ပါတယ်ရှင်။နောက်ဆုံးချက်ကတော့ဒေးချင်းတင်ကြားထားတဲ့ကျွမ်းကျင်သူနဲ့သာဆောင်ရွက်ပါနော်။ဦးကောင်းတဲ့လေမင်းတို့ကအထီးကိုင်းလွယ်တဲ့အစိပ်အပိုင်းတွေဖြစ်ပါတယ်။ဒီနေရာတွေကိုအထီးကိုင်းမိတာကအစိုးရတဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့်စပါးကိုရောက်မယ်ဆိုလို့ရှိရင်ကျွမ်းကျင်သူကသာဝန်ဆောင်မှုပေးပါစေနော်။စပါးတွင်ပြုလုပ်တဲ့အနှိတ်ခမ်းတာ၊ကောင်းလျှော်တာ၊မန်နီပူလေးရှင်း၊ခီယာစု operative treatment ဒီလိုမျိုးစပါးမှာရရှိနိုင်တဲ့ဝန်ဆောင်မှုတွေကိုအရင်အသွေးပြေဝတဲ့တည်တည်ချာချာလေ့ကျင့်ထားတဲ့အတွေ့အကြုံရှိတဲ့ကျွမ်းကျင်သူနဲ့သာဆောင်ရွက်သင့်ပါတယ်နော်။အိမ်မှာကိုယ်ပါတာကိုလုပ်မယ်ဆိုလို့ရှိရင်လည်းအင်အားသုံးပြီးလုပ်တာကိုရှောင်ကျဉ်ပေးပါ တက်တာအပေါ်ကိုသာနှိပ်ပေးပါ လေမင်းနဲ့မျက်စိကိုတတိထားပါတကယ်လို့ နာကျင်တာတွေမူးဝေတာတွေထုံကျင်တာတွေဒီလိုမျိုးလက္ခဏာတွေဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်တော့ချက်ချင်းရပါနော်ဒီဖြစ်ချင်းကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းများစွာရှိတဲ့အထက်ကမှစပားသွားတာနဲ့ဆက်ဆက်နေတဲ့အကြောင်းရင်းတွေကိုတင်ပြပေးလိုက်တာပဲဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ပုဂ္ဂတုတ္တရဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးသွားအောင်မှာမို့လို့ဆက်လက်ဆောင်မကြည့်ရှုအားပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်